ဒီကနော်အမှုပညာရှင်တွေဆိုရင်အာဟာသူတို့ပေါ်ပင်တွေလုံနေရပါကွာအာပြီးတော့လဲပြီးသွားပါပဲဆိုတော့အာအပြောဆိုမျိုးတွေလဲခံရတယ်ဟိုဒါပေါ်ပင်လုံချင်လို့လဲမဟုတ်ဘူးကိုယ်စိတ်ကိုကိုယ်တည်းလူတွေကတော့ဟိုမျိုးစုံပြောကြတာပဲဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒါတွေမမှုတော့ဘူးကျွန်တော်တို့ဒီပရိဒတ်လုံတိုင်းလဲပြောခံနေရတဲ့အတွက်ဟိုအဓိကကကိုယ်စိတ်ပဲကိုကောင်းရင်ကောင်းမျိုးကြီးဆိုတဲ့စိတ်နဲ့ပဲကျွန်တော်တို့ကရှေ့ဆက်သွားတယ် ခန်းစားချက်ကတော့ဒီငလင်ဘေးတင့်ပြည်သူတွေအတွက်ကတော့ခန်းစားချက်ဟိုတကယ်မကောင်းဘူးပေါ့ဗျာဒါပေမဲ့လည်းဒါခုခုเนาะတက်နိုင်တဲ့ဘက်ကနေပြီးတော့ဒီလူတွေကိုဘယ်လိုမျိုးကူညီပေးနိုင်မလဲအလုံနိုင်လုံပေးနိုင်မလဲဆိုတော့အာစိတ်လေးနဲ့ပေါ့เนาะဟိုကိုချင်းစာဟိုစာနာတဲ့စိတ်လေးနဲ့ပြောရမယ်ဆိုရင်တော့ကိုချင်းစာတယ်စာနာတယ်ငါသားဆိုအဲ့ဒီနေရာမှာဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့အကြုံနဲ့မနေနိုင်ဘူးလို့ခေါ်မလဲဆိုတော့အရင်ကလည်းမထွက်ဘူးမဟုတ်ကိုတည်းကအင်းအားနေတာ အင်အားနဲ့သူများကတော့လည်းတိတ်နေထောင်ချီပြီးမလှူနိုင်ဘူးပေါ့နော်အမကို့မှာရှိတဲ့ဟာလေးတွေအခုဒီကမိတ်ဆွေတွေဒီကောင်မောင်နှမတွေကအမရေဒါရေလောက်ကြမယ်ဆိုတာအရင်လိုပါပဲသားတို့တွေကနိုင်တဲ့ဝင်လေးတွေနဲ့ပေါ့နော်ကိုနိုင်တဲ့ဝင်လေးတို့ထမ်းပေးတာပါအများကြီးလဲဟိုတိန်းရာချီပြီးတော့လဲဟိုမလူနိုင်အမနိုင်ပြောတာပေါ့เนาะမလူနိုင်တဲ့အတွက်ကျွန်တော်တို့အများကြီးလူချင်းနေအများကြီးလူဟုတ်တယ်အများကြီးလူချင်းနေအဲ့ဒီအတွက်အလူရှင်တွေကိုကျွန်တော်ကပူးပေါင်းပြီးတော့ဟိုပြောမယ်ပါပြီးတော့ဒီနေ့ကျွန်တော်ကအခုမတို့လဲ ဟိုဘောင်းနင်းရှိတာပေါ့နော်ဟိုလူကအမရေလူကန်ထဲဆိုကိုနိုင်နဲ့ဝင်နေတသောင်းဖက်မဲ့9000နဲ့ထဲ့တာပေါ့နော်အခုအမတို့ကိုတိုင်အလူကန်ထွက်တယ်ပေါ့နော်ဒီစက်ကူဘုံလေးနဲ့ထွက်တဲ့ခါမှာဒီလမ်းမေးမှာအလူခံရတာပေါ့နော်တစ်ခါလေကြောက်လို့ရှင်လေပတ်စံ9000လို့တသောင်းလို့ထဲ့လိုက်လို့ရှင်မြေကိုရင်ထဲမှာလေပီတီးရလေပြောတာအတထောင်ထဲ့လို့ရှင်လေဟဲ့ထားပြောပြောတယ်ဆိုတာလေကျင်းနေတာပေါ့နော်ငါတို့လှူရတော့မယ်ဆိုတဲ့အတွေးပါအော်ငါတို့တွေဒါလေးဝိုင်းဝန်းပြီးတော့ငါတို့ဒါအဖတ်မြောက်တချို့ဆိုလဲလေဟိုကျွန်တော်ကြည့်နေတာအဲ့လို ဟိုဒီရေဘေးတုံးကတော့ဘာလို့ဆိုလဲအဲ့လိုပဲတကူငလင်ဘေးလည်းတူတူပဲကျွန်တော်ကြည့်နေပါဘောနော်အဲဘယ်လိုပြောလမ်းဘေးကနေလို့ဖြတ်သွားတဲ့အဆင်မပြေတဲ့သူတွေပေါ့နော်ဈေးတယ်လေးတွေအတချို့အဲ့လိုမျိုးအဖွားအိုးပေါ့နော်အဲ့လိုမျိုးနော်တိတ်အဖွားအိုးလေးဆိုအဲ့ရွှေရင်အေးတယ်ဆိုထဲတယ်9000တောင်းတောင်းစီးဖို့တယ်ဟွာကလေးတွေအဲ့လိုအဲ့လို9000တောင်းတောင်းတရာတရားထက်တန်ပြီးအဲ့လိုမျိုးတွေဟိုလှူရရပေါ့နော်ဒါသူတို့အထင်သေးတာလည်းမဟုတ်ပါဘူးဒါသူတို့ရဲ့တရာတရားလူကအဲ့ဒါပြောလေဥမာတစ်ခါကြာလေကျွန်တော်တို့က ဟိုညောင်သေးလောက်လူပြီးတော့ငါအမြင်စင်းရပေမဲ့လည်းဟောနော်သူတို့ရဲ့စိတ်ထားလေးတွေကဟိုလေးစားဖို့ကောင်းတယ်အဲ့လိုလေးတွေပေါ့ဒါလက်ပြမလုံတယ်လို့ခံစားရတယ်ဟိလာလက်ပြမလုံတော့ခံစားရတယ်ဒါကလည်းအဓိကပြောချင်တာကဟိုဒါပေါ်ပင်လှုပ်ချင်လို့လည်းမဟုတ်ဘူးဟိလာကျွန်တော်တို့ကအခုချိန်မှာဒါကြီးကိုပေါ်ပင်လှုပ်ပြီးတော့အာကျွန်တော်တို့ကဒါပေါ်ပင်နေလှုပ်နေရပါကွာအာပြီးတော့လည်းပြီးသွားပါပဲဆိုတော့လုံနေလေဟုတ်တယ်ခဏခဏကြီးလေကျွန်တော်တို့ဒီပရိဒတ်လှုပ်တိုင်းလည်းပြောခံနေရတဲ့အတော့ ဟိုအဓိကကကိုယ်စိတ်ပဲကိုကောင်းရင်ကောင်းမျိုးရီဆိုတဲ့စိတ်နဲ့ပဲကျွန်တော်ကရှေ့ဆက်သွားတယ်ကိုလောက်ကြကြီးရဲ့အလုပ်ကိုပဲဆက်လုပ်မယ်လို့ဆုံးဖြတ်တဲ့စိတ်ကူးတာအဓိကအမှရဲ့ဒီလားခံရရကျွန်တော်ဟိုတနေ့ကကျွန်တော်ဆူတောင်းစကားတင်တာလေဆူတောင်းစကားတင်တာတော့မှကျွန်တော်နဲ့ကျွန်တော်အောက်မှာလာပြီး comment ကျွန်တော် bad comment ရေးတယ်အဲ့လိုမျိုးတဲ့ထိုင်းဆူတောင်းနေမဲ့စားတဲ့ထိုင်းဆူတောင်းလို့ဟိုမပြည့်ဘူးတဲ့ အဲ့လိုပေါ့ဟိုလှုပ်ပေးခြင်းနဲ့အကူအညီလိုက်တဲ့ကျွန်တော်ကဗျာကျွန်တော်ကကျွန်တော်ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကြောင့်ပေါ့နော်ဒီငလင်းလေးကခံနေရတဲ့ခုနှစ်သားသမီးတွေအားလုံးဘေးအနေကင်းပါစေဆိုပြီးဆူတောင်းလိုက်တယ်ဆူတောင်း post တွေတင်လိုက်တယ်တင်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဟိုဟာမြင်မကုန်ပဲကျွန်တော်လာရကျွန်တော်အကြောင်းရသလားခံယူချက်တွေအတွေးခေါ်တွေမတူတဲ့အတွက်ဒီလိုမျိုးအာပြောတဲ့သူတွေလည်းရှိလာတယ်လို့ကျွန်တော် အဲ့လိုမျိုးလည်းဖြစ်ပါတယ်အချိန်ကြာလာတဲ့အခါမှာဒဇက်ဒဇက်ဒဇက်ဆက်စိများလာတဲ့အခါမှာရေပြည့်လာတဲ့အခါမှာကျွန်တော်တို့အတုံးမလို့လားတုံးတဲ့တယ်လေအဲ့လိုပဲပေါ့အမ900တောင်900တောင်ကနေပြီးတော့လဲတိမ်ပေါင်း100000ချီပြီးတော့လဲဖြစ်သွားခဏလေးတနားရီလောက်ပဲဖတ်တာလေဟုတ်ကဲ့တိတ်ချင်ရတယ်စကြစင်းနာမှာအဲ့ဒါပြောပါလေအဓိက900တောင်ပဲဖြစ်ဖြစ်တိမ်တထောင်ပဲလူနေလူနေအဓိကပြောချင်တာဒရာစိတ်ဒရာစိတ်နဲ့လူလို့ရှိရင်အမကုသိုလ်ရတယ်ဒီလား ဒါလားစိတ်လေးနဲ့ငါအမတ်မှန်900ပဲဆိုတော့ကျွန်တော်ကတော့အဲ့လိုဘာသာရေးရပါတော့အဲ့လိုမျိုးလက်ခံထားတယ်အဲ့ဒါကိုလည်းယုံကြည်တယ်ပေါ့အလုံးဒီလိုပေါ့နော်ညင်ဆုံးလွမြောက်ပါစေလို့ဟိုအခုဒီငလင်းတန်းခံနေရတဲ့အပြည်သူပြည်သားတွေအားလုံးပေါ့နော်ဟိုအမြန်ဆုံးငြိမ်းအေးပြီးတော့အားလုံးအဆင်ပြေချုံးမေးပါစေအာကိုယ့်ရဲ့ဒီဆုံရှုံသွားတဲ့အာနေနိုင်ပါစေပေါ့နော်ပြန်ပြီးတော့လည်းဟိုထူထောင်နိုင်ပါစေလို့ဟို ဆူတောင်းလဲဆူတောင်းပေးသလိုနောက်တစ်ခုကကြတော့ကျွန်တော်တို့လည်းဒီရန်ကုန်ကနေပြီးတော့ဗောနော်ဒီကနေတတ်အားသေးတက်နိုင်တဲ့လောက်အလူခံပေးမယ်လောအားဒါနာတွေနဲ့အကောင်းဆုံးဖြစ်အောင်ကူညီပါမယ်လို့ဒီကနေပြီးတော့ပြောချင်ပါတယ်ဟိုဘာမှစိတ်တက်မကြအားမငယ်ပါနဲ့လို့ကျွန်တော်တို့အားပေးချင်ပါတယ်ခင်ဗျဟုတ်